ဘော်ဘီဆော့ဆာကတော့သူ့ရဲ့ချစ်သူကောင်းလေးဖြစ်တဲ့ DJ Max နဲ့ HD ဖြန့်ခံလိုက်ရပြီလေဖြစ်ပါတယ်။ဒီကိစ္စတွေကိုလို့ရဲ့နောက်ကွယ်မှာလွမ်းပိုင်ရှိတယ်ဆိုပြီးတော့ပြောဆိုနေကြလေဖြစ်ပါတယ်။အားလုံးလည်းသိကြပါတယ်။လွမ်းပိုင်ကတော့သူ့ဘဝတစ်လျှောက်လုံးတိဆောက်လာခဲ့တဲ့ဂုံတိတ်ခအကုန်လုံးကနော်သမနစ်တောင်မပြည့်တဲ့ second byte video လေးနဲ့เนาะ kissing ပြီးတဲ့ video လေးနဲ့လုံးဝကြီးကိုသူ့ဘွားကြီးကအေးဆုံးမျောသွားခဲ့တာဖြစ်ပါတယ်။ one byte ဟာအဲ့ဒီ video file ရိုက်တုံးက သူနဲ့နော်ဖော်အထားပြင်တယောက်မှမသိဘူးလို့ဆိုပါတယ်နော်နော်ဖော်အထားကိုပဲပူပီးခဲ့တာဖြစ်တယ်သူနဲ့ Facebook အကောင့်အတူတူသုံးခဲ့ဖူးတဲ့သူကဘော်ဘီဆော့ဆာတာရှိကြောင်းဖြစ်ကြောင်းကိုရွန်ပိုင်ကပြောပါတယ်အဲ့ဒီကတော့ကဘော်ဘီဆော့ဆာလေး DJ Max နဲ့ဖောက်ပြန်နေခဲ့ပြီးသူဟာလည်းနော်ဖော်အထားနဲ့ဖောက်ပြန်ခဲ့တယ်လို့ဆိုပါတယ်မြောင်စလုံးသဘောတူနော်ဒီဒီဂျာလာတွေတွဲလာကြတာဂျာလာတွေယိုးဤလာကြတယ်ဒါကြောင့်မြောင်စလုံးကအချစ်တွေရှာကြတယ်ဒါကြောင့်မလို့မြောင်စလုံးသဘောတူပြီးလန်းခွဲခဲ့တာဖြစ်တယ်လို့ဆိုတယ် နောက်ပိုင်းကျမှအခုလိုမျိုးဘောပြီးဆော့ဆာကသူ့တခြင်းနော်ပလိုရိုက်ဖို့အတွက်နော်ခစ်စားဖို့အတွက် training ဖြစ်ဖို့အတွက်သူတို့ညောရဲ့ video file ကိုနော်နော်ပေါ်ထားနေ video file ကိုအသုံးချပြီးတော့အခုလိုမျိုးတင်လာတာကလုံးဝလုံးဝကိုလက်ခံနိုင်စရာအကြောင်းမရှိဘူးသက်တီရင်းနဲ့တကွာချပြနိုင်ရတော့ဘောပြီးဆော့ဆာကိုထောင်ချအောင်အေးအေးယူသွားမှဖြစ်ကြောင်းဖောင်းပိုင်ကအရန်ကိုတင်ပြီးပြောလာခဲ့တာပဲဖြစ်ပါတယ်အခုလေလွမ်းပိုင်ကတော့လှုပ်ချလိုက်ပြန်ပြီဘောပြီးဆော့ဆာနဲ့ DJ Max တို့ရဲ့ HD တွေ Telegram ပေါ်မှာအရန်ကိုပြန်လာနေပါပြီ ဝေဘီ group ပြမှာအရန်ကိုဈေးကောင်းရနေတယ်လို့ကြားသိရပါတယ်ဆိုတော့ဒီကိစ္စတွေကိုလုံးနောက်ွယ်မှာနော် HD ဖြတ်နေသူကစထရီမာလေးဖြစ်တယ်မင်းသားလေးဖြစ်တယ်ဆိုရိုလေးဖြစ်တယ်ဆိုရှယ်အင်ဖလူအင်ဆာလေးဖြစ်တယ်ရွမ်ပိုင်ကဖြန့်ငယ်ချောင်းကိုအတိအကျပြောဆိုနေကြပြီလေဖြစ်ပါရယ်ဗျာ